မေလ9ရက်နေ့သို့စတင်ဝင်ရောက်တဲ့အချိန်အလင်းရောက်မရရှိသေးတဲ့အချိန်မှာပဲပါကစ္စတန်နိုင်ငံဟာအိန္ဒိယနိုင်ငံမျိုးကြီး15မျိုးကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံရဲ့မျိုးများဖြစ်တဲ့ဂျမူးအမရစ်စတာစရင်နဂါဘာဂျင်ဂူဂျာရတ်အဗန်တီပူရာပတန်ကော့ကပူတလာပတန်တာနဲ့ချန်ဒီဂါမျိုးများပါဝင်မျိုး15မျိုးကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံကပြစ်ခတ်လိုက်တဲ့ဒုံးကျည်များ drone များဒုံးပြန့်များကိုအိန္ဒိယနိုင်ငံကအောင်မြင်စွာကြားသက်ပြစ်ချနိုင်ခဲ့ပါတယ်။မေလ9ရက်နေ့ကစတင်ခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့တိုက်ခိုက်မှုမှာအချမ်းဘက်သမားများခိုအောင်ရာတင်နန်းပေးရာ နေရာများကိုအဓိကထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်နိုင်ငံရဲ့တိုက်ခိုက်မှုမှာတော့အရတားပြည်သူများရဲ့ပြစ်မှတ်များမြို့များကိုပြစ်ခတ်တိုက်ခိုက်ကြောင်းလေးလာသိရှိရပါတယ်။အာရီပြပင်လယ်မှာချထားတဲ့အိန္ဒိယရေတပ်ဖွဲ့စစ်ရေးရင်များကလည်းတိုက်ပွဲဝင်အသည့်အနေထားသို့ရောက်ရှိနေပြီးကရာချီမြို့ကြီးနဲ့လာဟောမြို့များသို့ဝင်ထွက်သွားလာတဲ့ရေကြောင်းဝင်ထွက်မှုများကိုပိတ်ဆို့ထားရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့အမျိုးသားလုံခြုံရေးအကြံပေးကကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်၅နိုင်ငံတို့ပုံဆက်ပြီးအခြေအနေရရအားကြေကြာခဲ့ပါတယ်။ပြည်တွင်းမှာလည်းလက်ရှိအိန္ဒိယကာကွယ်ရေးဝန်ကြီးရနဆင်းကောင်းဆောင်ပြီးအိန္ဒိယပြည်တွင်းမှာရှိတဲ့နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ပြီးအခြေအနေရရကရှင်းလင်းတင်ပြခဲ့ပါတယ်။အိန္ဒိယနိုင်ငံရေးအသံဝင်မှာ အတိုက်ခံပါတီပါဝင်နိုင်ငံရေးပါတီများစုံလင်စွာတက်ရောက်ခဲ့ပြီးအိန္ဒိယတပ်မတော်ရဲ့ဆွမ်းဆောင်ချက်များအပေါ်ချီကျူးဂုဏ်ပြုခဲ့ကြပါတယ်။ဒေလာခွန်နီယန်နေအိန္ဒိယနိုင်ငံရဲ့အကြံဖက်စခန်းများအားတိုက်ခိုက်မှုကြောင့်ဒေဆုံးသွားတဲ့အကြံဖက်သမားတရာခန့်ရှိမယ်လို့ခန့်မှန်းရပါတယ်။အဆိုပါ အကြံပေးသမားများရဲ့နာယီအတုပအခမ်းအနားများသို့ပါကစ္စတန်တပ်မတော်မှအရာရှိများနဲ့ ရေမြုပ်သိမ်းကြိုရာမှာအဆိုပါပုဂ္ဂိုလ်များရဲ့ကောင်တလားများပေါ်မှာပါကစ္စတန်အလံလွှမ်းထားသည်ကိုထူးခြားစွာ တွေ့မြင်ရပါကြောင်းတင်ဆက်အပ်ပါတယ်။ဂူလတ်သမဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ American Russia တရုတ်ပြင်သစ်ဗြိတိန်စတဲ့နိုင်ငံများဟာအဆိုပါ စည်ရေးရတင်းမာမှုများကိုချော့ချရန်နဲ့ဆွေးနွေးညှိနှိုင်းဖြေရှင်းကြရန်တောင်းဆိုခဲ့ပြီးအပြစ်ခတ်ရစဲရေးကိုလည်းဆောင်ရွက်ကြရန်မြစ်တာရက်ခံခဲ့ပါကြောင်းထပ်လောင်းတင်ဆက်အပ်ပါတယ်ထမှန်ရရှိတဲ့သတင်းများအရအိန္ဒိယရေတပ်ဖွဲ့ကအရေပြပင်လယ်မှာချထားတဲ့စစ်ရေရင်များမှကရာချီမြို့ကိုစတင်တိုက်ခိုက်နေပြီဖြစ်ပါကြောင်းတင်ဆက်အပ်ပါတယ်။